ခုချန်ပိုင်ကတော့ထမြောက်ရာဂျန်ခန်းကြီး28ဖြစ်ပါတယ်အခန်းကြီး28အငယ်1မှ14တီအကူအာရုံဒီကရှိမှာရေပရောဟိအမှုကိုဆောင်ရမည်အကြောင်းသူနှင့်သူ၏သားတိဟုသောနာဒပ်အပိဟု အေလာစာဤတမာတို့ကိုဤဒေလာအမျိုးသားတို့အထက်ကရွေးချယ်၍တင်းအောင်၌ခန့်ထားလော တိအကူအာရုံ၌ဘုံတရေထင်ပေါ်စေခြင်းဟာတန်ရှင်သောအဝတ်ကိုလှုပ်၍ပေးရမည်အာရုံသည်ငါရှိမှယေပရောဟိတ်အမှုကို ဆောင်ရွက်ရသော အခွင့်ရှိ၍သူကိုတန်ရှင်းစေခြင်းဟာငါပေးသောဉာဏ်ကိုရသောပညာရှိအပေါင်းတို့သည် ထိုအဝတ်ကိုလှုပ်ရမည်အကြောင်းမှားထားရမည်လှုပ်ရသောအဝတ်ဟုမူကားရှင်ဘုံတင်တိုင်းဝတ်လုံး ခြေလေသောအင်ကြီးပေါင်းကပန်းဒီဟူသောတင်းအကိုအာယုံနှင့်သူ၏သားတို့သည်ငါရှိမှယေပရောဟိအမှုကို ဆောင်ရွက်ရမည်အကြောင်းတန်ရှင်းသောအဝတ်ကိုလှုပ်ခြင်းကရွှေနှင့်ပြာသောထယ်မောင်းသောထယ်ညီသောထယ်ပိတ်ချောတို့ကိုယူရမည်ထိုရွှေအဆရှိသည်တို့နှင့်တင်တိုင်းကိုထူးဆန်းစွာလှုပ်ရမည် ိုင်းချိုးနှစ်ပင်ရှိ၍တင်တိုင်းအပေါ်နာကျင်တွဲမိစေခြင်းကတဖက်တစ်ချက်ကိုဆွဲချုပ်ရမည်တင်တိုင်းအပေါ်နာ၌ထူးဆန်းသောရင်စည်းကိုလည်းတင်တိုင်းကိုကဲ့သို့ရွှေနှင့်၎င်းပြာသောအထည်မောင်းသောအထည်ညီသောအထည်ပိတ်ချောတို့ကို၎င်းလှုပ်ရမည်ရှဟန်ကြောက်နှလုံးကိုယူ၍ဤဒေလအမျိုး၁၂မျိုးကိုအသက်အကြီးအငယ်လိုက် ကြောက်နှလုံးပေါ်မှာ အမျိုးနံမီ6ခုစီအက္ခရာတင်ရမည်ဒစိတ်ပေါ်မှာအက္ခရာတင်တဲ့ကဲ့သို့ ကြောက်လို့သော အလုံးနဲ့တကွာဣဒရလမျိုးဤနံမီတို့ကို ထိုကြောက်နှလုံးအပေါ်မှာအက္ခရာတင်၍ရွှေကြောက်အိုး၌ထည့်ရမည်ဣဒရလအမျိုးသားတို့ကို အောင်းမေ့စေခြင်းကထိုကြောက်နှလုံးကိုတင်တိုင်းတိုင်းကျိုးပေါ်မှာတက်ရမည် ထိုသို့ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းဟာသူတို့နံမည်များကို အာယုန်သည်ဒါဝရဖျား ရှိတော်၌မိမိပခုံးပေါ်မှဆောင်ရမည်။ကြောက်အိုးတို့ကို ရွှေနှင့်လုပ်ရမည်။အဆုံး၌တက်ရသော ကျိုးနှပင်တို့ကိုရွှေစင်နှင့်ကြည့်၍လုပ်ပြီးမှကြောက်အိုး၌တွဲရမည်။အငယ်၅မှ30ရွှေနှင့်၎င်း ပြာသောထေမောင်းသောထေဏီသောထေ ပိတ်ချောနှင့်၎င်းတင်တိုင်းကိုလုံသည်နီးတူဗျာဒိတ်ရင်ဘုံကိုထူးဆန်းစွာလုပ်ရမည်နထက်ခောက်လျက်အလျားတထွာအနံတထွာစတူရန်လေးတော့ဖြစ်ရမည်ထိုရင်ဘုံ၌ကြောက်မြတ်ကိုလေးတန်းစီရမည်ပထမအတန်းကကြောက်နီဥတ်တဖျားပဒမြာဒုတိယအတန်းကမြနီလာစိန်တတိယအတန်းကဟွာကိန့်တုမဟုယာခေါ်မိတ် စုတ္တတန်ကမြက်ရွယ်ကြောင်းငကတွက်ဖြစ်၍အတီးအီးတို့ကိုရွှေအိုး၌စီရမည်ဤတွင်လံအမျိုး32မျိုးရှိသည့်တိုင်တစိ်ပေါ်မှာအခေယာတင်တဲ့ကဲ့သို့ထိုကြောက်တို့၌ထို32ပါးသောနံမီအတီးအီးတို့ကိုတင်လျက်ကြောက်တလုံးလျင်နံမီတပါးစီပါရမည်ရင်မုံအပေါ်ဒေါနှစ်ခု၌ရွှေနှစ်ကွင်းကို၎င်း จิตโตชွေโจနှစ်ပင်ကို၎င်းလှုပ်ပြီးမှ ထိုးชွေခွင်း၌တက်၍တင်တိုင်းတိုင်းချိုးပေါ်မှရှိသောကြောက်အိုးတို့၌တွဲရမည်တပန်းชွေနှစ်ခွင်းကိုလှုပ်၍တင်တိုင်းအောင်နားမှရှိသောရင်ဘုံအောက်ဒေါက်နှစ်ခု၌တက်ရမည်အခြားသောชွေနှစ်ခွင်းကိုလည်းလှုပ်၍တင်တိုင်းရှိဘက်အောက်နား၌ထူးဆန်းသောရင်စည်းပေါ်နာဆက်မီယာတွင် တင်တိုင်းကိုတစ်ဖက်တစ်ချက်၌တက်ရမည်ရင်ဘုံရွှေနှကွင်းကိုတင်တိုင်းရွှေနှကွင်းနှင့်တွဲ၍ပြာသောကျိုးဖြင့်ပြီးစေရမည်ထိုသို့ရင်ဘုံကိုထူးဆန်းသောရင်စည်းအပေါ်နားမှဆွဲ၍တင်တိုင်းနှင့်မကွာအမြဲရှိစေရမည်အာယုန်ဒီလဲတန်ရှင်းရအယဌာနတော်တဲသို့ဝင်သောအခါဣဒရေလအမျိုးသားတို့ကိုသာရဖျံအစဉ်အောင်းမေတော်မူစေခြင်းငှာ ဖြာတဲ့ရင်ဘုံ၌ပါသော သူတို့နာမည်များကိုမိမိနှလုံးပေါ်မှဆောင်ရမည်ဖြာတဲ့ရင်ဘုံထဲ၌ဥရေနှင့်သူ့မိန်ကိုတွင်းထားရမည်အာရုံဒီထာဝရဖျားရှိတော်သို့ဝင်သောအခါမိမိနှလုံးပေါ်မှဥရေနှင့်သူ့မိန်ပါသည်ဖြစ်၍ဤတွေလမျိုးသားတို့အမှု၌စီရင်တော်မူချက်ကိုထာဝရဖျားရှိမိမိနှလုံးပေါ်မှဆောင်ရမည် အငယ်33မှ39တင်တိုင်းနှင့်ဆိုင်သောဝတ်လုံကို ပြာသောအထင်နှင့်သာလုပ်ရမည်ဝတ်လုံ၌လေဆုပါ၍လေဆုကိုမဆုပ်စေခြင်းဟာတန်ချက်လေဆုကုတ်တကဲ့သို့ရက်သောအထင်နှင့်ကိုရမည်ပြာသောထေမောင်းသောထေနီသောထေနှင့်လုပ်သောတလဲသည်များကို၎င်းရွှေဆဲလဲများကို၎င်းဝတ်လုံအောက်စွန်းနာပတ်လည်၌တလဲသည်တလုံး ရွေဆွဲလဲတလုံးစီချားလျက်အစဉ်တိုင်းဆွဲထားရမည်အာယုန်ဒီအမှုတော်ကိုဆောင်၍တန်ရှင်းရန်အရက်ဌာနတော်အထဲမှာဒါဝရဖျားရှိတော်၌ထွက်ဝင်သောအခါတေဘေးနှင့်ကင်းလူမီအကြောင်းထိုဝှလုံကိုဝှ၍သူ၏အတန်ကိုကြားရမည်ရွှေစင်တင်းကျစ်ကိုလည်းလှုပ်၍တစိပေါ်မှာအခေယတင်တဲ့ကဲ့သို့ဒါဝရဖျားအားတန်ရှင်းခြင်းဟုအခေယတည်၍ ြာသောကျိုးနှင့်ဘောင်းရှိ၌ခြိထားရမည်အာယုန်သည်ထိုတင်းချက်ကိုနဖူး၌ဆင်သဖြင့်ဣဒရေလအမျိုးသားတို့၏တန်ရှင်သောအလူဒါနနှင့်ဆိုင်၍တန်ရှင်စေသမျှသောအရာတို့၌ပါသောအပြစ်ကိုဆောင်ရမည်သူတို့သည်သာရဖျား၏စိတ်တော်နှင့်တွေ့ခြင်းကအာယုန်ဤနဖူး၌အစင်ဆင်ရမည်ပိတ်ချောအင်းကြီးကိုလည်းလှုပ်၍ခြေလှယ်ရမည် ပေါင်းကိုလည်းပိတ်ချောနှင့်လုံရမည်ကပန်းကိုလည်းချယ်လေသောအလုံနှင့်ပြီးစေရမည်အငယ်၄၀မှ၄၃အာယုန်ဤသားတို့ဘုံတရေကို ထင်ပေါ်စေခြင်းကအင်ကြီးကပန်းအုတ်ထုပ်များကိုလုပ်ပေးရမည်ထို့သောတင်းအကူအာယုန်နှင့်သူဤသားတို့ကိုဝတ်ဆင်စေပြီးမှ သူတို့ဒီငှက်ရှိမှယေဘုဟိအမှုကို ဆောင်ရွက်မည်အကြောင်း သူတို့ကိုစီနှင့်လိမ့်သည်ဖြင့်အရာ၌ခံထား၍တန့်ရှင်းစေရမည်သူတို့၌ရှက်เสียအကြောင်းမထင်မပေါ်စေခြင်းဟာခါမပုံတို့သည်ပိတ်ပေါင်းမိကိုချုပ်၍ပေးရမည်အာယုန်နှင့်သူ၏သားတို့သည်ပရိသတ်စည်းဝေးရာတဲတော်တဲသို့ဝင်တော်၎င်းတန်ရှင်းရအယက်ဌာန၌ရစ်ပလင်နာသို့ချင်းကပ်တော်၎င်းအပြစ်ရောက်၍မတည်စေခြင်းဟာထိုသို့ဝေ့ရမည်အာယုမဆက်၍ သူ၏အမျိုးအစဉ်ဆက်တို့သည်ဆောင်ရသောပြည့်ညတ်တော်ဖြစ်သည်။ Okay, now jump back my video. Jamme, bye-bye.